明老伯、啊，明、啊。明 Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ25ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ပြင်းလွယ်မျိုးနဲ့ဝက်ဝံကြီးရွာအထိုင်စခန်းကနေနောင်ချုံမျိုးနဲ့အတွင်းရှေ့တိုးလာတဲ့စစ်ကောင်စီတပ်ကိုတော်လိုင်းတပ်ဖွဲ့များကတိုက်ခတ်ရာအထိနာပြီးတော့နောက်ပြန်ဆုတ်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြင်းလွယ်မျိုးနဲ့ဝက်ဝံကြီးရွာမှာအထိုင်ချတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်သားများဟာတောင်းတံမရော TNL တိုက်ပိုက်ထားတဲ့နောင်ချုံမျိုးနဲ့အတွင်းအော်တိုဘာလ22ရက်နေ့ကစစ်ကြောင်းထုတ်ဝေရောက်လာရာ TNL ဥဆောင်တဲ့တော်လိုင်းတပ်များက တားဆီးတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့နောင်ချိုပကဖကရဲဘော်ကပြောကြားထားပါတယ်။စစ်ကောင်စီတပ်စစ်ကြောင်းဟာအော်တိုဘားလ22ရက်နေ့ကနောင်ချိုမြို့နယ်ဗန်ဘွေးရွာနယ်ဂံခေါ်ကြီးရွာကြားမှာနေကြုံပြီးတော့ဝင်လာတဲ့အတွက်တော်လိုင်းအဖွဲ့များကတိုက်ခိုက်ရာစစ်ကောင်စီတပ်သားအယောက်90ခန်းအထိကိုတေဆုံးခဲ့တယ်လို့နောင်ချိုပကဖရဲဘော်ကပြောပါတယ်။သူတို့ဘက်ကနေပြီးတော့ကျွန်လာတာရှေ့ကိုမတိုးရဲပဲနဲ့ငြိမ်နေတယ်လို့၎င်းကပြောပါတယ်စစ်တပ်ကတို့များရှိအောင်ပြင်းဦးလွယ်မြို့နဲ့16မိုင်ခန့်သာဝေးတယ် နောင်ချုံမြို့နယ်ဗန်ပွေးကျေးရွာအောက်စုမှာရှိတဲ့ဂံခေါ်ကျေးရွာအနီးမှာတောင်းတမတော် TNL နဲ့စစ်ကောင်စီတပ်တို့ဟာအော်တိုဘာလ19ရက်နေ့ကလေးကစတင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီတပ်ကနောင်ချုံမြို့နယ်ဂံခေါ်ရွာအုံမတိကျေးရွာလမ်းခွဲနေရာအထိကိုစစ်ကြောင်းထုတ်လာတဲ့အတော့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ပြင်းလွင်မြို့ကန်တအူးကပြောပါတယ်လက်တလုံးမှာပြင်းလွင်မြို့အတွင်းတင်းငိမ့်နေပြီးတော့ည9နာရီနောက်ပိုင်းမှာမြို့ရင်းနေရာတချို့မှာစစ်ဆင်းမှုများရှိနေကြောင်းပြင်းလွင်မြို့ကန်ကပြောပါတယ် အခုထိတော့ပြင်းဦးလွင်ကအေးအေးဆေးဆေးပဲစစ်ဆောင်ကြတယ်ဆိုတာလည်းမကြမိဘူးမဟုတ်ပါဘူးမြို့ပေါ်မှာတိုက်ပွဲနဲ့ပတ်သက်ပြီးတော့ဘာမှမထူးသေးပါဘူးအပြင်မှာဘာကြားလဲတော့မသိဘူးစိုင်းတွေလည်းမပိတ်ဘူးပုံမှန်ပါပဲလို့ပြင်းဦးလွင်မြို့ကန်ကပြောပါတယ်အော်တိုဘာလ19ရက်နေ့ကစတင်တိုက်ပွဲဖြစ်ပွားမှုကြောင့်မန္တလေးမြို့ကနေနောင်ချိုကြောင်မဲတီဘောလာရှုံမြို့အတက်ကားများအားစစ်ကောင်စီအဖွဲ့က ပြုံးလယ်မြို့နယ်မြိုင်ကြီးခွေလမ်းပိုင်းကနေပြီးတော့လှည့်ပြန်ခိုင်းခဲ့ကြောင်းခီးသွားပြည်သူများကပြောပါတယ်လက်တလုံးမှာနောင်ချုံမြို့မှာဆက်သွယ်ရေးလမ်းများဖြတ်တောက်ထားတဲ့အတွက်တိုက်ပွဲဖြစ်ပွားမှုအခြေအနေနဲ့ပတ်သက်ပြီးတော့မသိရသေးကြောင်းအခြားဒေသရောက်နောင်ချုံမြို့ကန်တူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းလဲကူးမြို့နယ်တရားရုံးကိုအော်တိုဘားလ23ရက်နေ့မနက်ကဆန္ဒသွားပြတဲ့အမျိုးသားရေးဆရာတော်တွေနဲ့မပူတုတို့အဖွဲ့ကိုစစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့နဲ့ရဲတွေကနှင်ထုတ်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဆက်သွယ်ရေးဥပဒေပုံမှ66ဂါဂျီနဲ့တရားစွဲခံထားရတဲ့အမျိုးသားရေးလှုပ်ရှားသူ၂ယောက်ရဲ့အမှုကိုပတ်လက်ပေးဖို့လဲကူးမြို့နယ်တရားရုံးရှိမှဆန္ဒပြတောင်းဆိုဖို့ရဲစခန်းကိုစတင်ခဲ့ပေမယ်။ခွင့်မပြုခဲ့ဘူးလို့တရားရုံးနဲ့နှိဆက်သူကပြောပါတယ်။တရားစွဲခံရတာကလူ ဆန္ဒလာပြတာကဘုံကြီးတွေရဲတွေကလက်မခံဘူးဘလို့ညှိလိုက်လဲတော့မသိဘူးပြန်သွားကြတယ်မပြန်လို့လည်းမရဘူးလေမပြန်ရင်ဘင်းမို့စောင့်နေကြတဲ့သူတွေအများကြီးပဲလို့ပြောပါတယ်လဲကူမြို့နယ်ရဲစခန်းမှာအော်တိုဘားလ22ရက်နေ့ကအမျိုးသားရေးဆရာတော်တွေနဲ့လူပုတ်ကိုအင်းအား900နဲ့ငိမ့်စုစီတင်ခဲ့ပေမဲ့ရဲစခန်းကခွင့်မပြုဘူးလို့အုတ်ချုပ်ရင်းနဲ့နှိစက်တွေကပြောပါတယ်ရဲစခန်းကလှုပ်ပေးမယ် ပြည်ထရေးဝင်ကြီးရဲ့လက်မှတ်ယူခဲ့လို့ပြောလိုက်တာဖုန်ကြီးတွေရောမပုတုတွေရောပြန်သွားတယ်စန္ဒမပြဖြစ်တော့ဘူးစစ်တပ်ကလည်းတတ်ထောက်ခံပွဲမဟုတ်တော့လက်မှတ်ခံဘူးလို့သိရပါတယ်စန္ဒပြပွဲကိုအမျိုးသားရေးဆရာတော်တွေစစ်တပ်လော်ဘီတွေဖြစ်ကြတယ်မပုတုနောင်တော်လေးမြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသားရေးအစည်းအရုံးကအင်အားအပြည့်နဲ့လာခဲ့ကြတယ်လို့သိရပါတယ်လဲကူးမြို့နယ်တရားရုံးမှာပြီးခဲ့တဲ့စက်တင်ဘာလကအရိယာမန်တိုင်တော်ရရိတ်တာရဲ့ဂုံတိတ်ခါညှို့နှွမ်းအောင် လူမှုကွန်ရက်စာမျက်နှာမှာရေးသားခဲ့တဲ့အမျိုးသားရေးလှုပ်ရှားသူ၂ယောက်ကိုရိတ်တာဘက်ကတာဝန်ရှိသူတွေကတရားစွဲဆိုခဲ့တာဖြစ်ကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းတမူးမြို့နယ်နမွန်တာကြီးရွာအနီးမှာတိုက်ပွဲ၃ချိန်ဖြစ်ပွားပြီးတော့အကြမ်းဖက်ဆက်တက်လက်အောက်ခံကတဲလန်းတက်ကိုင်းတပ်ဖွဲ့ဝင်၄ဦးသေဆုံးကတနက်တက်လက်တင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ23ရက်နေ့မနက်9:30မိနစ်ခန့်မှာတမူးမြို့နယ်ပန်းတာပြူစောတိကြီးရွာအထိုင်စခန်းကအကြမ်းဖက်စစ်သားနဲ့ပြူစောတိအင်အား90ခန်းဟာတမူးခရိုင်အမှတ်လေးတပ်ရင်းကရဲဘော်6ဦးရဲ့ကာကင်းယူထားတဲ့စခန်းကိုဝေးအောင်စီးနှင်တိုက်ခိုက်ခဲ့ရာအပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲဖြစ်ပွားပြီးတော့ PDF တပ်ဖွဲ့ က်ကတက်စိတ်မှုတောက်ဦးအပါအဝင်ပုံဦးကြာဆုံးခဲ့ရတယ်လို့သိရပါဗျ။မနက်မိုးလင်းပိုင်းလောက်မှာရင်းလေး point ကိုဝင်စီးသွားတာညာကလေးကတက်လာပြီးတော့ကင်တယ်နာကတ်နေတာထင်တယ်။မိုးလင်းပိုင်းကျမှရုတ်တရက်ကြီးကတ်လာပြီးတော့ထိုးပြစ်တာရုတ်တရက်ကြီးဆိုတော့ရဲဘော်တွေကကြောင်သွားပြီးတော့ရဲဘော်တယောက်ကတော့ကိုလိုယုံပြီးတော့ထွက်ပြေးနိုင်ခဲ့တယ်။ရဲဘော်တယောက်ကဒဏ်ရာရတယ်။အဲ့ဒီအချိန်မှာဒဏ်ရာရတဲ့ရဲဘော်တွေကိုစိတ်မှုကပြန်ပို့တဲ့အချိန်မှာရဲဘော်လေးနှစ်ယောက်ကကာပြစ်ပေးနေတဲ့ကြံခဲ့တာကြံခဲ့တဲ့ရဲဘော်နှစ်ယောက်ကိုစိတ်မှုကပြန်သွားခေါ်တဲ့အချိန်မှာစိတ်မှုကကြာသွားတာလို့ တမုခရိုင်အမှတ်လေးတိုက်ရင်ကတိုက်ရေးဖို့အောင်ပြေဖြိုးကပြောဆိုထားပါတယ်။အဲ့ဒီအကြမ်းဖက်စစ်ကောင်စီတပ်သားများသိမ်းပိုက်ထားတဲ့ကာကင်းစခန်းကိုမနက်၁၀နာရီကမှ PDF တပ်ဖွဲ့များကတံပြန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်သားနဲ့ပြူစောတီများထွက်ပြေးသွားပြီးတော့ကြာဆုံးသွားတဲ့ရဲဘော်၃ဦးရဲ့ရုပ်အလောင်းကိုပြန်လည်သိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနေ့မနက်6:55မိနစ်ခန့်မှာတမူးမြို့နယ်ပန်းသာရွာပြူစောတိစခန်းကအကြမ်းဖက်စစ်တပ်လက်အောက်ခံကတဲလက်နက်ကိုင်အဖွဲ့ဝင်၁၀ဦးဟာ နမောတာကြည်ပါဘက်ကိုစိုက်ခဲ၅စီးနဲ့တက်လာတဲ့အချိန် PDF တပ်ဖွဲ့များနေရာယူထားတဲ့ဂိတ်အနီးအရောက်မှာပြစ်ခတ်တိုက်ခိုက်ခဲ့ရာ၄ဦးသေဆုံးပြီး AK47 တပ်နက်တလက်ကိုတင်းစီရရှိခဲ့တယ်လို့သိရပါဗျ။နမောတာရွာကိုတိမ့်လိုက်ပြီးထင်ပြီးတော့ကတဲ့အဖွဲ့တွေကစိုက်ခဲ၅စီးနဲ့ဝင်လာတာစိုက်ခဲနှစီးကတော့ဂိတ်နားလေးကိုကတ်လာတာပေါ့ကတ်လာတဲ့သူတွေကိုကျွန်တော်တို့ PDF အဖွဲ့တွေကပြစ်ခတ်တဲ့အချိန်မှာအဲ့ဒီ၄ယောက်ကကြတယ်။ကျန်တဲ့စိုက်ခဲ၃စီးနဲ့၆ယောက်ကြတော့စိုက်ခဲကိုထားပြီးတော့လူလွတ်ပြေးကြတာရုရှားထုတ် AK47 တလက်တင်းစီရရှိခဲ့တယ်လို့ တမူးခရိုင်အမှတ်လေးတရင်ကတရေးဖို့အောင်ပြေဖြိုးကဆက်လက်ပြောဆိုထားပါတယ်အကြမ်းဖက်စစ်သားပြူစောတိများနဲ့ကတဲလက်နဲ့ကိုင်းတပ်ဖွဲ့ဝင်များပူးပေါင်းထားတဲ့အကြမ်းဖက်စစ်ကြောင်းဟာနမောတာကြီးရွာကိုဆက်လက်ထိုးစစ်ဆင်ရန်ပြင်ဆင်လျက်ရှိပြီးတော့ရေကြောင်းကနေလည်းအင်အားဖြည့်တင်းလျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းဇီးကုံမြို့နယ်ဒိုးနယ်ရွာကိုအကြမ်းဖက်စစ်တပ်ကဝင်းရောက်တပ်ဆွဲပြီးအမျိုးသမီးများကိုကာရင်ဒရီပြပြအောင်ဆွဲခေါ်မှုများလှုံ့ဆော်ခြင်းကြောင့်ရွာလုံးကျွတ်ထွက်ပြေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ23ရက်နေ့မနက်အစောပိုင်း၄နာရီခန့်ကစတင်ပြီးတော့ဇီးကုံမြို့နယ်ဒိုးနယ်ရွာကိုအကြမ်းဖက်စစ်ကောင်စီတပ်သားအယောက်၁၀၀ကျော်ကတပ်ဆွဲရန်ရောက်ရှိလာပြီးတဲ့နောက်ညနေပိုင်းမှာရွာထဲမှာရှိတဲ့အမျိုးသမီးများကိုကာရင်ဒရီပြပြအောင်ဆွဲခေါ်မှုများလှုံ့ဆော်ခြင်းကြောင့် ရွာလုံးကျွထွက်ပြေးနေရတယ်လို့သိရပါတယ်အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာလက်ရှိအချိန်မှာရွာထဲမှာရှိတဲ့ဖုန်ကြီးကျောင်းမှာတက်ဆွဲထားပြီးတော့ကြီးရွာထဲမှာအသက်အရွယ်ကြီးရင်နဲ့ပြည်သူများသာကြံရှိခဲ့တယ်လို့သိရပါတယ်ရွာထဲမှာစစ်သား၁၀၀ကျော်စခန်းချထားတယ်ညနေပိုင်းမှာရွာထဲကမိန်းကလေးတွေကိုဆွဲလာရန်လာလှုပ်လို့အခုကရွာထဲမှာဘသူမှမနေရတော့ဘူးထွက်ပြေးနေရပါတယ် မနေ့ကငိန်ငိန်လေးရွာတွေကိုဝင်လာတာပါနေ့လယ်လောက်ကစပြီးတော့ဇာတိကပြလာတာရွာကိုကာကွယ်ပေးဖို့ဆိုပြီးတော့တတ်ဆွဲထားတာရွာကမြမဖုန်ကြီးเจ้าမှာရွာကိုထမင်းချက်ကျွေးဖို့ဆိုပြီးပြောတယ်ပစ္စည်းတော်မတည်နိုင်ဘူးအကုန်ပြေးကြရတာတက်ကြီးပိုင်းတွေကတော့ကြံနေသေးတယ်ဖုန်ကြီးเจ้าကိုတတ်ဆွဲထားတယ်ဆိုပေမဲ့ရွာထဲမှာရှောက်သွားပြီးတော့ထင်းရမင်းရီလုံနေကြတာပါလို့ဒေသခံပြည်သူတို့ကပြောဆိုထားကြောင်းတရေရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမရီယာမြို့နယ်တုံကုန်းရွာနယ်မွေးဥဒိန်ရွာကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ရာပြည်သူတအုပ်ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဝါလာ24ရက်နေ့မွန်းလွယ်2:45မိနစ်ခန့်မှာမရီယာမြို့နယ်တုံကုန်းကျေးရွာအနီးတဝိုက်ကိုအကြမ်းဖက်စစ်တပ်ကဂျက်ဖိုင်တာနဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးတဲ့နောက်မွန်းလွယ်3:45မိနစ်ခန့်မှာမွေးဥဒိန်ကျေးရွာအနီးတဝိုက်ကိုထပ်မံပြီးတော့ MI-35 နဲ့လေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွက် ွင်းမှာပြည်သူတအုပ်ပြင်းထန်တိုင်းအားရရှိခဲ့ပြီးမရိယာမြို့ပေါ်မှာရှိတဲ့စစ်ကောင်စီတပ်သားများဟာလည်းလက်နက်ကြီးနဲ့နှစ်ကြိမ်ပစ်ခတ်ခဲ့ကြောင်းတရေရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မဂွေတန်ထီလင်းမြို့ရွှေထီးခမ်းမကပြူစောတီတအူဟာလက်နက်၃လက်ယူဆောင်လာပြီးတော့အလင်းဝင်လာတဲ့အတွက် Your National Revolution Force ထီလင်းကငွေကျပ်သိန်း၁၀၀ချင်းမြေပေးခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘလ၂၀ရက်နေ့မှာထီလင်းမြို့ရွှေထီးခမ်းမကပြူစောတီတအူဟာ G3 တနက်၂လက် M79 တလက် G3 ကြီပေါက်၂ခု 7.62G 38တောင်း M79 အသီး၅လုံးနဲ့ Icon 5 R တစ်လုံးတို့ကိုယူဆောင်လာပြီးတော့အလင်းဝင်ရောက်ခဲ့ကြောင်းသိရပါဗါးအဲ့ဒီအလင်းဝင်လာတဲ့ပြူစောထီကိုအမတ်တစ်စစ်တွေသာဂန်ဟောခရိုင်အမတ်ဆက်ရှိတိုင်ရင်ကအော်တိုဘာလ24ရက်နေ့မှာဂုံပြူစုငွေ300ချက်တိတိကိုချင်းပြင်ပေးခဲ့တယ်လို့သိရပါဗါးအခုလိုမျိုးလက်နိုင်တဲ့တကွအလင်းဝင်ရောက်သူရဲ့နေထိုင်ရေးအလို့အကန်ရရှိရေးနဲ့လိုအပ်တဲ့အကူအညီထောက်ပံ့မှုများကိုလည်းဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ